โอเคဒီနေ့မှာကျွန်တော်က Messenger Viber နဲ့ပေါ့เนาะဒီဖုန်းပြောရတာ line မကောင်းတဲ့လူတွေအတွက်ဒီကျွန်တော်တို့တွေဒီ VPN လို့ပဲနဲ့ပေါ့เนาะ line ကကောင်းတဲ့အသုံးပြုနိုင်မဲ့ဒီ software လေးတစ်ခုနဲ့ကျွန်တော်လာပြီးမိတ်ဆက်ပေးတာဖြစ်တယ်ပေါ့เนาะဒါကတော့ဒီ iMo ဆိုတဲ့ software လေးပဲဖြစ်တယ်ပေါ့เนาะဒီ software လေးကကျွန်တော်တို့တွေဒီ VPN လဲသုံးစရာမလိုဘူးပေါ့เนาะဒီကျွန်တော်တို့ Facebook တို့ Viber တို့လိုမျိုး VPN တွေပါတယ်မလိုဘူး line လဲကောင်းတယ်ပေါ့เนาะဒီ Play Store မှာလဲဒီ download ဆွဲထားတဲ့လူတွေတော်တော်များတယ်ဗောနော်ဒါဆိုတော့ကျွန်တော်တို့ဒီဒီထုံးစံအတိုင်းမှာကျွန်တော်တို့ဒီ Play Store ကိုသွားမယ်ဗောနော်ပြီးရင် search bar မှာဒီ iMo ဆိုပြီးကျွန်တော်တို့ရိုက်ရှာလိုက်မယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့တွေတမနော်ဒီ iMo ဆိုပြီးဆိုဒီ logo လေးကိုကျွန်တော်တို့တွေ့ရမယ်ဗောနော်ဒီကောင်လေးဗောနော်ဆိုတော့ကသူက Play Store မှာလည်းဒီ download ဆွဲထားတဲ့လူတွေတမကြည့်1 billion ဗောနော် download ဆွဲထားတဲ့လူတွေလည်းတော်တော်များတယ်ဒီတမနော်ဒီ download ဆွဲထားတဲ့လူတွေလည်းတော်တော်များတယ်ဗောနော်ဒါဆိုတော့ကျွန်တော်တို့တွေဒီ download ဆွဲလိုက်မယ်ဒီပြီးသွားလို့ရှိရင်ဒီကျွန်တော်တို့တွေအကောက်ဖွင့်တာတွေအသုံးပြတာတွေကလည်းအရန်လွယ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့တွေ allow ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာ agree ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ allow ကိုပဲကျွန်တော်တို့ထပ်နှိပ်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့တွေကဒီ တကယ်ကိုကပေါ့နော်ဒီ country ကိုရွေးရတယ်ပေါ့နော်ကျွန်တော်တို့တွေကဒီမြန်မာဆိုမြန်မာထိုင်းဆိုထိုင်းပေါ့နော်ဒီကိုရွေးလိုက်ကိုရွေးပြီးသွားလို့ရှိရင်အောက်မှာကျတော့ကိုရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပေါ့နော်ဖုန်းနံပါတ်ရိုက်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေဒီအမှန်ချစ်အပြရောက်အမှန်ချစ်လေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်မယ်ပြီးဆိုရင်သူကမေးတယ်ပေါ့နော်ဒီကျွန်တော်တို့တွေရဲ့ဖုန်းနံပါတ်မှန်လားမမှန်လားဘောနော်တစ်ချက်စစ်ခိုင်းနေပြီးရင်ကျွန်တော်တို့တွေ okay နှိပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီအမှန်နော်ဒီ ီအလောင်းကိုထားနှိပ်လိုက်ပေါ့နော်ကျွန်တော်ကတော့ဒီအကောက်ကိုကျွန်တော်ဖြန့်ပြီးသုံးထားတဲ့အတွက်ဒီကုတ်ဝင်မလာဘူးပေါ့နော်တကယ်လို့မိတ်ဆွေတို့စီမှာကြတော့ဒီသူကအိုင်မူကနေပြီးဆိုကုတ်တစ်ခုထားဝင်လာခဲ့မှာပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီတမဆိုရင်ရသွားပြီပေါ့နော်ရသွားပြီဆိုကျွန်တော်တို့တွေမိတ်ဆွေတငယ်ချင်းတွေရှာမယ်ဆိုရင်လည်းအရန်လွယ်တယ်ပေါ့နော်ဒီအာ sorry ဒီမှာเนาะဒီမိတ်ဆွေတဲ့ငွေချင်းတွေကိုကျွန်တော်တို့ရှာမယ်ဆိုရင်ဘောเนาะဒီညာဘက်တောက်မှာရှိတဲ့ဒီလူရုပ်လေးကိုဘောเนาะလူရုပ်လေးကိုကျွန်တော်တို့တွေနှိပ်ပြီးဆိုရှာလိုက်ရုံပဲဘောเนาะပြီးသွားလို့ရှိရင် new contact ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်အဲပြီးသွားလို့ရှိရင်ဒီကိုရှာချင်တဲ့လူရဲ့ဒီဖုန်းနံပါတ်ကိုဘောเนาะရိုက်ထည့်လိုက်ရုံပဲဘောเนาะဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးရှာလိုက်ရုံပဲဒါမှမဟုတ်ရင်လည်းတမနော်ဒီကျွန်တော်တို့တွေကဒီ messenger အနေပြီးဆိုကိုယ့်ရဲ့တငယ်ချင်းတွေကိုဘောเนาะ invite လုပ်လို့ရတယ်ဘောเนาะဒါအတော့ဒီ ဒီကျွန်တော်တို့တွေဒီ messenger တို့ဒီကျွန်တော်တို့တွေ viper တို့သုံးရတာ line မကောင်းတဲ့လူတွေအတွက်ပေါ့နော်ဒီ line ကောင်းတဲ့အသုံးပြုလို့ရတဲ့ဒီအမ်စာရေးစာပို့ video call နဲ့ဖုန်းပြောလို့ရတဲ့ဒီ imo ဆိုတဲ့ software လေးကိုအဲကျွန်တော်လာပြီးမျှဝေပေးတာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ video ကိုအစနိုင်ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်